ီချင်တာတော့ကိုကြီးအတွက်ဆိုလို့ရှင်လည်းမေရအရင်တက်ကအားပေးခဲ့တဲ့မင်းသားတွေဖြစ်တဲ့အတွက်ပေါ့ကိုကြီးအတွက်ဆိုရင်လည်းတမူထူးခြားတဲ့ character အသက်ဆန်းတစ်ခု ကိုမြင်ရမှာဖြစ်တယ်လို့ကိုကြီးအတွက်ဆိုလို့ရှင်လည်းသူစားတဲ့ character တခုကိုမြင်ရမှာဖြစ်တယ်။နှစ်ယောက်စလုံးအတွက်ကတော့အဲဒီကားကအဲ့လိုပေါ့ character အစ်စ်တခုကိုပြည့်သက်တွေကိုချပြနိုင်မဲ့ဇာတ်ကားလို့ပြောချင်ပါတယ်။ I'm အာဒီနေ့ကတော့ဝယ်ပေးတာကတော့အိမ်နံပါတ်ကာကြီးမြောင်း9ဆိုရဲမင်းတို့စကားပေါ့နော်စကားအတွက်ကတော့ဝယ်ပေးတာပေါ့ကာရိုက်တာတွေကတော့မီတင်တာပေါ့နော်မီတင်တာတော့ကိုကြီးအတွက်ဆိုလို့ရှင်လဲမေရအရင်တက်ကအပေးခဲ့တဲ့မင်းသားတွေဖြစ်တဲ့အတွက်ပေါ့ကိုကြီးအတွက်ဆိုရင်လဲတမှုထူးခြားတဲ့ကာရိုက်တာအသက်ဆန်းတစ်ခုကိုမြင်ရမှာဖြစ်တယ်လို့ကိုကြီးအတွက်ဆိုလို့ရှင်လဲ ထူးဆန်းတဲ့ character တခုကိုမြင်ရမှာဖြစ်တယ်။နှစ်ယောက်စလုံးအတွက်ကတော့အဲဒီကားကအဲ့လိုပေါ့ character အစ်တခုကိုပြည့်သက်တွေကိုချပြနိုင်မဲ့ဇက်ကားလို့ပြောချင်ပါတယ်။ဟုတ်ဘသူနဲ့အတွဲပုံညာတွဲကြမှာပါအကုန်တကားလုံးဒီကားလေးကဟိုဇန်နန်းလေးကထူးကြတယ်။ပြီးတော့ဒါဟိုဟိုပြည့်သက်မြင်နေကြဟိုပုံမြင်နေကြတရေကားလို့ပုံတယ်။မာဒီလက်ကွက်တွေလည်းပါတယ်ပြီးတော့ဒီထဲမှာစိတ်ဝင်တော်တော်စိတ်ဝင်လာတဲ့အောက်မှာအကြောင်းပြောတယ် ကျေးဇူးတင်ပါတယ်ညီမလေးရဲ့ဒီ Facebook မှာညီမလေးတင်တဲ့ social media ပုံလေးတွေတွေ့ရပြီးညီမလေးရိုက်တဲ့ကားလေးတွေကြည့်ဖို့လေပြီးတော့ကျွန်တော်လည်းဒါကိုကျွန်တော်တို့ရိုက်တဲ့ကားတွေကိုညီမလေးကအပေးရဲဆိုတာကြားရတယ်ဝမ်းသာပါတယ်ဒီကားကတော့ဟိုပေါ့နော်ဟိုသူတရေကားမျိုးဆိုတာထက်ဘယ်လိုဖုံးလဲ psychological thriller ပုံစံမျိုးပေါ့နော်ဆိုတော့ဒီမှာတော့တိတ်ပြီးအဲ့လိုမျိုးတိတ်မရှိဘူးဆိုတော့ကျွန်တော်လည်းဇလန်းဟောဒီထဲမှာပါမဲ့သူတွေရော ဘာမဲ့လူတွေရဲ့ portrait လုပ်ရတဲ့ character တွေရောကျွန်တော်ကတော့တကယ်ကိုသဘောကျပါတယ်အဲ့တော့ကျွန်တော်ပြသက်ကြည့်တယ်ကြည့်ရတဲ့ကြိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်။တော့တောင်းရအောင်လုံးကတော့အမေနဲ့ကတော့ခုမှဆက်တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်နှစ်ယောက်လုံးပါနော်။ဘုန်းနဲ့ကတော့ကျွန်တော်ကျင်းဖုံးမှာဆုံးပြီးကျင်းမှာဆုံးလာတယ်နော်။တခမ်းမှတော့မဆုံးပါဘူးအတူတူကော်ဖီတောက်တဲ့အခါအဲအတူတူကော်ဖီတောက်တခမ်းလေးတခမ်းပဲဆုံးတာအဲဒါပဲမဆုံးဘူးမဆုံးမနဲ့မဆုံးမနဲ့ခင်သွားတာဒီကားမှလည်းဒီကားမှလည်းဒါဒီကားမှတော့ မဆုံးဘူးဘယ်လိုပါလဲဘယ်လိုပါလဲကော်ဖီကရိုက်တာတော့မဟုတ်တော့ဘူးနော်ကော်ဖီမဟုတ်တော့ဒီကမှကရိုက်တာစကီစကီကရိုက်တာလေးလေးစမ်းတာဖြစ်တယ်အဓိကပြောချင်တာကဟာတော့အဲဘူးကြည့်လိုက်တော့ဩဒါဒီလိုမျိုးယိုးတန်းစကားလေးအသေးကတကားပေါ့နော်ဒါပေမဲ့သူ့ရဲ့စိုင်းရင်ပုံစံ သူ့ရဲ့အထက်ကဖောက်ထွေးစီပုံစံအရဆိုတော့သူဘယ်လိုမျိုးလဲဆိုတော့တခါကြည့်လို့ရှိရင်ပြည်သက်ကနောက်တစ်ခါတော့ထက်ကြည့်ခြင်းပဲခါမျိုးအဲဒါပဲကျင်တယ်ဒါပေမဲ့အဲ့တော့ကျွန်တော်စကားလုံးမပြောတယ်လို့တခါကြည့်လို့ရှိရင်ဟောနောက်တစ်ခါထက်ကြည့်နော်ထက်ကြည့်ခြင်းတယ်ဆိုတော့အော်ဘောပေါက်ပြီးအဲ့လိုပုံစံမျိုးလေးဇာလန်ကရှော့မမတခါကြည့်မှာတတ်မှာမဟုတ်ဘူးတခါကြည့်ရတော့ပေါ့သားမှာဒါပေမဲ့ထက်ပြီးကြည့်ခြင်းတာဟောဘာတွေများထက်ပြီးတော့ hidden clues ရှိအောင်မလဲဆိုပြီးဖြစ်လာမဲ့ကားမျိုးလေးကြော်ယုံကြည်ရဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီစကားကိုဆက်ပြီးတော့ဖန်တီးမယ်ဆိုကြကမေစဉ်းစားတာကတော့ဗောနော်ဟိုမေကကျတော့ဇက်ကားတစ်ခုဇက်ကောင်တွေကိုရေးတဲ့အချိန်ကျရင် personal feeling ကိုတိတ်ခဲတာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဥမာဒီ character ကိုအကိုမျက်နှာကိုမြင်ပြီးရေးရတာမျိုးဒီ character ကိုအကိုမျက်နှာမြင်ပြီးရေးရတာမျိုးဆိုလို့ရှိရင်ကျတော့အဲ့လိုပေါ့အကိုအတွက်ဆိုရင်ဒါကလုံးလုံးပါမလားအဲဒီလိုမျိုးဆိုရင်အကိုကတယောက်ဆောင်ကြည့်မှာမလားကြိုက်ပါမလားဆိုတော့ခံစားချက်တွေဝင်လာတဲ့အချိန်ကျရင်ကို သွားခြင်းနဲ့ကိုပေးခြင်းနဲ့နေရာ target တစ်ခုအထိကိုမငေးရဲတော့ဘူးပေါ့နော်အအကိုဆိုရင်တော့မလုံလောက်ဘူးထင်တယ်အကိုဆိုရင်တော့ဒါမျိုးပုံစံကလုံးမမဟုတ်ဘူးဆိုရင်အဲ့ဒါ က်ဇက်လန်ရဲ့ပုံစံရဲ့အက်ကရိုက်တာကိုတစ္ဆာဖောက်မိတယ်လို့မျိုးတွေဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့မေကရိုက်တာဖန်တီးတဲ့အချိန်ဆိုရင်လုံးဝ personal feeling ကိုလုံးဝဖြုတ်ပြီးတဲ့အချိန်ကျတော့ဒီကားရဲကကရိုက်တာအတိုင်းကိုပဲမေရေးခဲ့တယ်ရေးပြီးတဲ့အချိန်မှာမှဒီအကိုတို့ကိုရွေးချယ်ပေးတဲ့အတွက်လည်း producer ကိုအရန်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ဒီကရိုက်တာတွေဟာတကယ်ကိုနှလုံးသားရဲ့ဖန်တီးထားတဲ့ကရိုက်တာတွေနဲ့တရားရဂိုင်းလုံးထပ်တူကြနေတာမို့လို့ပရိသတ်ကလာကြည့်လို့ရှိရင်လည်းတရားရဂိုင်းလုံးစိတ်ကျင်တယ်မှုပြေဝရှိမယ်လို့ပြောချင်ပါတယ် အဓိကတော့ဒီ story ကတော့ဒီ MRTV4 က script ပေါ့နော်ဟိုအာ script writer main ဟိုရတိမလား main you ဆိုတော့ main you ရဲ့ဇလန်းပေါ့နော်ဒါပေမဲ့ तू ကတော့ series အနေနဲ့မေရို့ဟိုမေရို့ဝယ်ထားတာပေါ့ဒါပေမဲ့ဇလန်းဆိုင်ကတော့ဘာတခုမှတော့မတူတော့မတူတော့ဘူးပေါ့နော်မတူအောင်လဲမေအကုန်လုံး change ပလိုက်တယ်အဲဆိုတော့သူ့စီကနေ main you ထားတာကတော့ဒီ log line တစ်ချောင်းပဲပေါ့နော်အတိကစာရေးဆရာပေါ့ဒါမထုတ်ပြောလိုက်ပြီနော်စာရေးဆရာတယောက်က तू က horror ရေးတဲ့စာရေးဆရာဆိုတဲ့အကြောင်းလေးတစ်ချောင်းကိုပဲယူပြီးတကားလုံးကကိုယ်စိတ်ကြိုက်ကိုယ်စိတ်ကူးရဲ့ပုံစံအတိုင်းကိုဖြစ်ချင်တဲ့အရာတွေအကုန်လုံးထည့်ပေါင်းပြီးတော့ယူလိုက်တာပေါ့ဒါပေမဲ့လည်းဒီစာရေးဆရာတယောက်ဆိုတော့ horror ဆိုင်ဆရာတယောက်ဆိုတဲ့ဟာလေးကိုယူထားတာဖြစ်တဲ့အတွက်ဇလန်းနေရာမှာကိုမင်းယူနဲ့အတူတူဆိုပြီးတော့ကိုမင်းယူကိုထည့်ပေးတာပါလေ တို့ရဲ့ character ရဲ့ဘယ်လိုလေးရှိတယ်လဲအမလုံးနိုင်လောက်တဲ့ character တွေဖြစ်တယ်အအကိုအတွက်ဆိုရင်ဟိုတခါအကိုလို့ပြောလိုက်တဲ့အချိန်မှလေအဲဟောငါဘာမြင်ကောင်းမလဲဆိုပြီးတော့တွေးရလောက်တဲ့စနစ်ပါတယ်ဒါပေမဲ့အရန်ထူးဆန်းတာတကူကအကိုကဇက်ဖတ်ပြီးတဲ့အချိန်မှ okay ပါတဲ့ရိုက်မယ်လေးတဲ့ဒီမှာလေ ယ်စုံကြမယ်လေဆိုတဲ့အချိန်မှာလေအထိပေါက်တယ်လို့ပဲဟဲ့ဟုတ်လို့လားတကယ်လားချုပ်ပြောနေရလားတကယ်လားတကယ်တကယ်ဖုံးပြောပြီးွားကြီး confirm ဖြစ်သွားပြီဆိုတဲ့အချိန်မှာလုံးဝမယုံအဲ့တော့လေအခုကျေးဇူးတင်တယ်ပြီးတော့အကိုအကိုဆိုရင်လည်းအဲ့လိုပဲအကိုရဲ့လုံးဝမဲ့ဟာတွေကတကားလုံးမှပြောရင်တော့သူအရန်ပင်မမဲ့ကားမျိုးပေါ့နော်အရန်ပင်မမဲ့ကားမျိုးဒါပေမဲ့ရတယ်ချမယ်ချမယ်ဖြုတ်မယ်ဆိုတဲ့အတွက် နှစ်ယောက်စလုံးကတကယ်ကျေးဇူးတင်စရာကောင်းတဲ့သူတွေပါတကယ်လို့ဒီကားလေးထွက်လာတဲ့အချိန်ကျရင်တော့ပြောနေတာထက်အစားပေါင်းများစွာမကောင်းပါဘူး။ဟောရဆွမ်းနာပြောလို့ပဲအဲဒီကားလေးကိုလောကမှာယုံကြည်ရစွာထက်အမ်ကိုကိုတိုင်ကိုကိုတိုင်အောင်မှတကယ်သဘောကျတဲ့ဆက်လန်တစ်ခုလည်းဖြစ်တယ်ဆိုကျွန်တော်ဆွမ်းနာပြောလို့ပဲဒါဒီကားကြည့်ပြီးလို့ရှိရင်လည်းထက်ကြည့်ချင်အောင်မယ်လို့ကျွန်တော်ယုံကြည်ရပါတော့အဲ့လိုကားလေးဖြစ်တော့လို့ကြာမလို့ပြတ်တက်ကြည့်ချင်မယ်လို့ကျွန်တော်ယုံကြည်တယ်အားလုံးလည်းစူးစမ်းကြတာကြီးပဲဆိုတော့အာဖိတ်ခေါ်ပါတယ်ပေါ့ဒီကားလေးက ဲ့ထုတ်တဲ့ကတော့ဒီကအကျဉ်းဆုံးပဲ။ဒီမှာလေးနဲ့တော့ပထမဆုံးကျေဆုံးတာ။ပြီးတော့ဒီလေးမင်းစနေနေတာတော့ပထမဆုံးဆောက်တာ။ဒီကားလေးကကျွန်တော်တို့အကောင်းဆုံးပုံပေါ်ရမှာပြီးတော့ဒီကားထွက်ပြီးလို့ရှင်တင်တဲ့ခါကျရင်ပြိတ္တရှင်နဲ့နှစ်သက်မယ်လို့ရှင်တင်တာ။ဟုတ်ပါတယ်။အဲ့တော့မေရိုးရဲ့အိမ်နံပါတ်ကာကြီးမြင့်ဆောင်ကိုရုပ်ရှင်ဇာတ်ကားကြီးကိုရုံနေတဲ့အချိန်ကြလို့ရှင်လေမြန်မာတပီလုံးကပြိတ္တတွေအကုန်လုံးကလာရောက်ဝင်ရပေးဖို့အတွက်အားလုံးရဲ့ကိုယ်စားပေးရဖြစ်ပါပါတယ်။အားလုံးလည်းကျေးဇူးတင်ပါတယ်။ premium yeah, my stop us all.